အလုံးမင်္ဂလာပါမိဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ဘဝမှာတကယ်အရေးကြီးဆုံးအရာဟာပျော်ရွှင်ခြင်းလား happiness လားပေါ့နော် happiness တဲ့ပို့ပြီးတော့အရေးကြီးတဲ့အရာတွေရှိသေးလားဆိုတော့ဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ပြောပြပေးသားချင်ပါတယ်ဒီ topic လေးကိုစိတ်ဝင်စားရဆိုရင်တော့အဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်ကဲဒါဆိုရင်စားလိုက်ကြအောင်ဒီဗီဒီယိုလေးကိုမပြောခင်ပထမဆုံးဘာကြောင့်ဒီဗီဒီယိုလေးကိုလှုပ်လိုက်ရလဲဆိုတဲ့အကြောင်းရင်းပြောပြပေးချင်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုလှုပ်လိုက်ရတဲ့အကြောင်းအရာတော့မိကိုယ်တိုင်ကပေါ့နော်ငငယ်လေးကအရင်ဟိုပြောမယ်ဆိုသူများနဲ့အနိုင်ရှင်ပြီးတော့အမ် နိုင်ရှင်ခံရတဲ့ပုံဝင်ချင်မှာပေါ့เนาะသူများနဲ့အမြင်နဲ့ဟို comparison ဆိုတော့အဲ့လိုမျိုးပုံဝင်ချင်နေပဲဖြစ်ဖြစ်တငယ်ချင်းပေါင်းတင်မယ်ပဲဖြစ်ဖြစ်နိုင်ရှင်ပြီးတော့အဲ့လိုမျိုး ကြည်ပင်းအာနိုင်ရှင်ခံရတဲ့ပုံဝင်ချက်မှာကြည်ပင်းလာခဲ့ရတယ်ပေါ့နော်အရင်ကိုပြောမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာ trauma များခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲနောက်ဆက်နေအောင်ပြီးနောက်ပိုင်းမှလည်းအဲ့လိုပဲတက်တူတက်တဲ့ခါမှလည်းပေါ့နော်တငယ်ချင်းအချင်းချင်းနေနိုင်ရှင်ခံရတာတကူဆိုရင်ပေါ့နော်ကိုကပဲနိုင်ရှင်ဖြစ်တာပဲဒီကိုပုံဝင်ချက်ကတူကိုကိုနိုင်ရှင်အောင်နိုင်ရှင်အောင်အဲ့လိုမျိုးလှုပ်နေတာပေါ့နော်အဲ့လိုမျိုးအာနင်ကဘလို့ဖြစ်တယ်သူများကနေထက်တော်တယ်နင်ကသူများလောက်မတော်ဘူးပေါ့နော်အဲ့လိုမျိုးပုံဝင်ချက်ကပြောမယ်ဆိုညီမနေကမှအဲ့လိုမျိုးပုံဝင်ချက်တော်တော်လေးကိုများတယ်လို့ပြောလို့ရတယ်နော် အဲ့လိုမျိုးစိတ်ပိုင်းဆိုင် trauma ရှိခဲ့ရပေါ့နော်အဲ့စိတ်ပိုင်းဆိုင် trauma အပြင်ကို2019ခုနှစ်မှာဖြစ်ခဲ့တဲ့ covid-19 ပေါ့နော် အဲ့ COVID-19 စာဖြစ်တဲ့အချိန်မှာရန်ကိုစိတ်ပီစီမွေးတအားများခဲ့ပါတော့ကိုကိုတိုင်းအိမ်တော်ဒုတိယနဲ့တက်နေခဲ့တာပါတော့ဒုတိယနှစ်မပြီးသေးဘူးအဲအကြောင်းကတော့ဝက်တပြင်းနေဖြစ်သွားပြီပေါ့နော်အဲ့အချိန်မှာရန်ကိုစိတ်ညစ်ရတယ်ပေါ့နော်ကြောင်းလည်းဆက်တက်လို့မရအောင်ဟိုကိုကဒီ COVID ကလည်းဘယ်အချိန်ပြီးမလဲမသိဘူးပေါ့နော်အဲ့တော့ရန်ကိုတကယ်ချင်းနေတယ်မလဲမတွေ့ရဘူးပေါ့နော်ကြောင်းလည်းမတက်ရအပြင်လည်းသွားလို့မရဘူးနော်ရောဂါပိုးရတယ်တဖြည်းဖြည်းပြတ်ပြီးတရရတဲ့တရနော်အောက်ဆီဂျင်တွေဟိုဗာလဲရှာလို့ရတဲ့နေလူတွေကဟိုအောက်ဆီဂျင်တွေပြတ်လက်တာပေါ့နော်အဲ့အကြောင်းနေနေကြပြီးရန်ဟိုကိုကိုကိုတိုင်းနဲ့အိမ်မှာ COVID ကူးစက်သွားခဲ့သေးတယ်ပေါ့နော်အဲ့အချိန်မှာရန်ကိုစိတ်ပီစီမွေးတအားများပြီးပေါ့နော်ဘာကြောင့်အရှင်းတန် ရတာလေပေါ့နော်ဒီကိုလှုပ်ချင်တာလည်းမလှုပ်ရကိုရဲ့ဘဝရဲ့အရှင်တန်ကြီးအထိပ်ပဲဘာလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အရင်ဟိုစိတ်ညစ်ခဲ့ရပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မအဲ့ဒီဗီဒီယိုတစ်ခုတွေ့ခဲ့ရပေါ့နော်အဲ့ဒီဗီဒီယိုတစ်ခုကအမ်ဘဝမှာပျော်ရှင်ခြင်းကအရေးကြီးဆုံးအရာပဲလားတဲ့ဒါမှမဟုတ်ရင်ပျော်ရှင်ခြင်းနဲ့အရေးကြီးတဲ့အရာရှိသေးလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့ TikTok ဗီဒီယိုပေါ့နော်အဲ့ဒီပြောထားတဲ့ဆရာမကအမ်သူကအမေရိကန်စာရေးဆရာမပေါ့နော် The New York Times တို့ပြီးတော့ The Atlantic ဆိုတဲ့အဲ့လိုမျိုးနာမည်ကြီး journal တွေကိုရေးတူတိုင်းနဲ့စာအုပ်ထုတ်ထားရပေါ့နော် The Powers of Meaning ဆိုတဲ့အစာအုပ်လေးထုတ်ထားရပေါ့နော်သူ့ရဲ့ TikTok ကိုကြည့်ပြီးတော့အယံ ဟိုပြောမလို့ကိုနဲ့အရန်တိုက်ဆိုင်နေပေါ့နော်ကိုခန်းစားနေရတဲ့အကြောင်းအရာတွေနဲ့အရန်ကိုတိုက်ဆိုင်ပြီးတော့တကယ်ကိုဟိုအရန်ကို အရေးပါပြီးတော့အရေးကိုဟိုအရန်ကောင်းတယ်လို့ထင်ပြီးတော့ဗောနော်ဒီဗီဒီယိုလေးကိုအားလုံးနဲ့ sharing လုပ်ပေးခြင်းနဲ့ဆိုရဲ YouTube channel ဒီဗီဒီယိုလေးတော့လိုက်ရခြင်းဖြစ်ပါတယ်။အမ်သူကအဲ့ဗီဒီယိုထဲမှာဗာပြောထားလဲဆိုရင်တော့ဘောကမှာအရေးရှင်းတန်းပျော်ရှင်ခြင်းတဲ့အရေးအကြီးတဲ့အရာလေးခုရှိတယ်တဲ့။အဲ့ဒီကဘာပထမဆုံးတစ်ခုက belonging ဆိုရဲအကြောင်းရင်းအဲ့ belonging ဆိုတာဘာလဲဆိုတော့ဟိုကိုကတနေရာမှာကိုကဟိုဘယ်လိုပြောမလဲဝင်ဆက်တာဗောနော်ညီမလိုပြောမယ်ဆိုရင်ကိုကအာလူဝင်ဆက်နေဆိုရဲအထိပ်ပဲဗောနော်လူဖယ်ထားခြင်းမခံရတာဗောနော်ဥမာဒီအဖွဲ့အစည်းမှာကိုကဝင်ဆက်နေဒီမိသားစုဒီအပေါင်းအသင်းမှာကိုကဝင်ဆက်နေဗောနော်အဲ့ခံစားချက် ချက်ရှိဖို့ကအရေးကြီးတယ်အဲ့ဒါနံပါတ်1အချက်ပေါ့နော်ကိုမှာတငယ်ချင်းအပေါင်းအသင်းမရှိဘူးကိုသွားတဲ့ခါကျရင်ကိုအဖတ်မလို့ဆိုအရန်ကိုပြောမှဆိုဘဝအတိတ်ပဲမရှိဘူးအဲ့ဒါ ကအရင်အရေးကြီးတဲ့အရာနံပါတ်၁အချက်ကဘယ်လောက်ရင်ကိုကဟိုကိုကိုကျင်နာပေးတဲ့အဖွဲ့အစည်းတခုကိုဟိုအာသူဟာတကယ်အရေးကြီးတဲ့လူတယောက်ပါအရေးကြီးတဲ့လူတယောက်မဟုတ်ရင်တော့မကိုလူတယောက်ဖြစ်ချစ်ခင်ပြီးကျင်နာပေးတဲ့ဒီအဖွဲ့အစည်းတခုရှိဖို့အဲ့လိုမျိုးခန်းစားခြင်းကဘယ်လောက်ရင်ပေါ့နော်အင်္ဂလိပ်လို့ဆိုရင်အဲ့ဒါနံပါတ်၁အချက်ပေါ့နော်နံပါတ်၂အချက်ကကြတော့ purpose လို့ခေါ်ရယ် purpose ဆိုတာကညီမလို့ဆိုဘယ်လိုလဲဆိုတော့ကိုယ့်ရဲ့ရည်ရွယ်ချက်အရှင်တန်းချက်အသက်ရှင်ရခြင်း အဲရီမန်းချက်ပေါ့နော်ကိုယ့်ရဲ့ဘဝ aim လို့ ambition လို့ဆိုတာထက်ပြောမယ်ဆိုရင်အဲ့အများကြီးกว่าတယ်ပေါ့နော်အဲ့ purpose ဆိုတာကိုယ့်ကိုပျော်ရွှင်စေတဲ့အလုပ်တစ်ခုကိုရဖို့ဆိုတာထက်ဒီအလုပ်ကိုလှုပ်လိုက်ရလို့ကိုကဘာတွေပျော်ပျော်ရလဲပေါ့နော်ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲဆိုရင်ကို ကိုကဒီအလုတ်ကိုကိုပြောစေခြင်းနဲ့အလုတ်ရှိရေပေါ့နော်ဥမာထားလိုက်ပါတော့ဒီအလုတ်ကိုသွားတော့အရန်ပျော်တယ်နေ့တိုင်းပတ်စံနေရတယ်အလုတ်ကမှလည်းငွေကြေးပေါက်နေအများကြီးရှိအဲ့လိုမျိုးအရန်ပျော်အဲ့လိုမျိုးဆိုတာထက်ကိုပိုတဲ့ purpose ဟိုရည်ရွယ်ချက်ရှင်တန်းချင်းရည်ရွယ်ချက်ပေါ့နော်အမ်ဘယ်လိုမျိုးလေအောင်ပြောမလဲဆိုရင်အမ်ဥမာဟို volunteer လိုမျိုးပုံစံမျိုးပေါ့နော် volunteer ဆိုကိုကဒီဟိုကိုကလူများဟိုပေးအမ်လူများစီကရတာမဟုတ်ဘဲနဲ့ကိုကယူတာပေါ့နော်ကိုကအမ် ဟိုကိုကယူတာမဖြစ်ဘူးမီကိုကပေးဥမာပြောမယ်ဆိုရင် volunteer လို့ပုံစံမျိုးပေါ့နော်ကိုကအာလူများစီကယူတာဆိုတော့ထက်ကိုကိုဘက်ကနေပေးတာပေါ့နော်ဥမာအကောင်းဆုံးအာအဟိမအဟိုပြောမယ်ဥပမာဆိုရင် volunteer လို့ပုံစံမျိုးပေါ့နော်ကိုကလှုပ်ပေးလိုက်လို့ဒီဥမာစာတင်ပေးလိုက်လို့ဒီချေးရွာကလေးတွေကိုတွားပြီးစာတင်ပေးရပေါ့နော်အမဆိုရင်တင်ကြိုက်အပိုင်းမှာအရန်ဝါသနာပါတယ်လူများတွေကိုလိုက်ပြီးအဲ့လိုမျိုး စာတင်ကြပေးရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလိုက်ပြီးအဲ့လိုမျိုးတင်ပြပေးရတာပဲ sharing လုပ်ပေးရတာပဲဖြစ်ဖြစ်အရင်ဝါနာပါပဲပေါ့နော်ကိုကိုပဲကလာအတွင်းမှာလည်းအများကြီးအဲ့လိုမျိုး volunteer လုပ်ခဲ့ရပေါ့နော်အဲ့လိုမျိုးကိုလုတ်ပေးလိုက်လို့တခြားသူတယောက်ကဘယ်လိုမျိုးဟိုသူတို့ဘဝအတွက်အောင်မြင်မှုရပါလေပေါ့နော်သူတို့ဘဝအတွက်အရင်ကိုပြောမယ်ဆိုကိုကိုလုတ်ပေးလိုက်တာဘာမှမဟုတ်ပေမဲ့သူတို့ဘဝအတွက်အရင်ကိုပြောမယ်ဆိုဒီမှာအောင်မြင်မှုတွေဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးရကိုဘက်ကပေးနိုင်တဲ့ဟာကိုဘက်ကယူရမဟုတ်ပဲကိုဘက်ကပေးနိုင်တဲ့ဟာပေါ့နော်ကိုရဲ့စွမ်းအင်နဲ့ကို့မှာရှိတဲ့ဟာအသုံးချပြီးလူများကကိုကဘာပေးနိုင်လဲအဟာကတရှင်တန်းအကျဉ်းအတွက်အရင်ရေးကြည့်တဲ့အချက်တစ်ချက်ဒုတိယအချက်တစ်ချက်ဖြစ်တယ်ပေါ့နော်နောက်တတိယတစ်ချက် ခုကဘာလဲဆို transcendence လို့ခေါ်ရဲပြောမှာစညမအ transcendence ခေါ်ရဲညမလို့ဆိုရင်တော့ဘာလို့ဆိုဆံဆံဝင်တယ်လို့ပြောမှာလားတခုခုကအလုံးလုံးနေတဲ့အချိန်မှာကွာ အဲ့ဒီအဲ့အလုပ်ပေါ်မှာအရင်ကစိတ်ကဝင်ပြီးတော့ဟိုထမင်းစားညီမလို့ဆိုရင်ထမင်းစားမေထမင်းမေဟင်းမေကွာပြောမလို့ညီမရဲ့ဂိမ်းဆော့တာတွေဘာလို့ပေါ့နော်ဒါပေမဲ့ဂိမ်းဆော့တာကတော့ဒါလုံးမကောင်းတဲ့အချက်တစ်ခုပေါ့နော်ဥမာကိုကတစ်ခုကိုဥမာပကြီဆွဲတချို့စာရေးဆရာတို့ပဲဖြစ်ဖြစ်ပကြီဆရာတို့ပဲဖြစ်ဖြစ်ဒီပကြီထမင်းမေဟင်းမေအောင်ပေါ့နော်ဒီပကြီမပြီးမချင်းဒီပကြီကိုအရင်စိတ်ထဲမှာနှက်ပြီးတော့အဲ့လိုမျိုးပကြီဆွဲတာတို့စာရေးတာတို့ပေါ့နော်အဲ့လိုမျိုးကိုကိုဟိုဇန်ဝင်နေတော့အောင်ပေါ့နော်ဟိုကောင်းတဲ့အရာတစ်ခုပေါ့နော်အဲ့လိုမျိုးဟိုဂိမ်းဆော့တာလိုမျိုးမကောင်းတဲ့အရာမဟုတ်ပဲနဲ့ကိုကိုအဲ့လိုမျိုးဟိုဗါလဲတမအာစီဝါကြတယ်အလို ုပ်တစ်ခုပေါ့နော်အဲ့လိုမျိုးအလုပ်တစ်ခုအာရှိနေခြင်းဟာပြောမစဘဝအတွက်အရေးကြီးတယ်ရှင်သန်ခြင်းရွယ်ချက်တစ်ခုဖြစ်တယ်ပေါ့နော်ကိုဒီလောက်ဒီအချိန်မေးအမင်းမေးဟီးမေးလောက်ဟောဟိုပြောမစိုးစူးစမ်းခြင်းတဲ့အရာတစ်ခုပေါ့နော်အဲ့လိုမျိုးရှိကိုရှိတင်နေပေါ့နော်လူတိုင်းမှာအဲ့ဒါနံပါတ်၃ချက်ပေါ့နော်နံပါတ်၄တစ်ချက်ကကြတော့ story telling လို့ခေါ်တယ်ပေါ့နော် story telling ဆိုတာဘာလဲဆိုညီမလို့ဆိုရင်ကိုကိုကိုခံယူခြင်းညာကိုကိုဘလို့မြင်တာလဲဆိုတာထက်ကိုကကိုကိုကိုဘလို့မြင်တာလဲဆိုတာအရင်အရေးကြီးတယ်ကိုကိုကိုဟို story telling ဆိုတာပြောမစိုး story ကိုပြန်ပြောနေတာပေါ့နော်ကိုရဲ့အကြောင်းညာကိုကိုဘလို့မြင်လဲကိုတနည်းတနည်းပေါ့နော်ကိုရဲ့ဟာကို ရဲ့ကိုကဘာအတွက်ဖြစ်လာလဲပေါ့နော်ကိုရဲ့ဘဝဘာလဲပေါ့နော်လို့မျိုးကိုရဲ့အကြောင်းအရာတွေကိုကိုခံယူချက်အရင်အရေးကြီးတယ်လို့ပြောတယ်အဲ့ဒါဘာလို့အရေးကြီးရလဲဆိုတော့စကပုံလေးတစ်ခုရှိရပေါ့နော်အဲ့စကပုံက steam ride even if people wrong you ပေါ့နော်သူများတွေကဘလောက်ပဲကိုမကောင်းတာလုပ်ခဲ့ရင်နောက်မှကိုဘက်ကနေပြီးတော့အဲလက်ပြတန်တန်နေပေါ့နော်ကောင်းတာတွေကိုပဲယုံကြည်ပြီးတော့ကောင်းတာတွေပဲဖြစ်မယ်လို့ကောင်းတဲ့အရာတွေနဲ့တုံ့ပြန်တွေ့ပဲနော်ကိုဘဝကောင်းတဲ့အရာတွေပဲဖြစ်မယ်လို့ယုံကြည်ပါတယ်ဒီ video ထဲမှာပြပြထားတဲ့အချက်လေးချက်ကတော့အဲအမလီရဲ့ဘဝအထက်မှာပေါ့နော် အဖြစ်ပြက်ခဲ့ရကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအဲ့ဒီတွေ့ကြုံမှာမူတည်ပြီးတော့အမ်ဒီဆက်သေးချက်ကဘယ်လိုမျိုးအသုံးဝင်ထားလဲဆိုတော့ကိုတွေ့အတွေ့အကြုံကိုပြောပြသွားဖြစ်ပါတယ်အမ်အကုန်လုံးပဲအရင်ရှင်းတဲ့ဘုတ်အတွက်အမ်ညှော်နေချက်မဲနေရမျိုးတို့ဘဝအတိတ်ပဲမရှိရမျိုးတို့အဲ့လိုမျိုးကြုံတွေ့လာတဲ့ခါကျရင်ဒီအချက်လေးချက်ကိုဘဝမှာရှိနေပြီလားဆိုတော့ပြန်လေးပြန်စဉ်းစားကြည့်ဖို့လိုတယ်လို့ထင်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပြီးအတန်ချစ်စစ်တင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye